ဇလန်းဆောင်မှာတော့ဒီနေ့အောင်မင်းတို့နှစ်ယောက်ကညပိုင်းကြီးရုံးခန်းထဲမှာရေနံတူးနေကြပါတယ်ခဏနေတော့တယောက်တကွဲစီကုမ္ပဏီကနေထွက်ပြီးလမ်းမှာပြန်ဆုံနေအိမ်ပြန်ရောက်တဲ့အချိန်အမေးစီကဖုန်းဝင်လာပြီးဒီလားအတွက်ပတ်စံလန်းတောင်းနေနောက်နေမိုးလင်းလာတဲ့မနေ့စောစောကုမ္ပဏီကိုရောက်အောင်သွားပြီးဒီဇိုင်းဆွဲတယ်အလုံးလုံးနေရင်အမင်းအာယုံတွေဝေဝါလာပြီးခုံဘွားကနေပြုတ်ကြတယ်အခြားလူတွေမေးမိအောင်ဟမ်မပြတ်ထင်းပြီးအစည်းဝေးတက်တယ်သမင်းစားချိန်ရောက်တော့ဝန်ထမ်းတွေကအထက်လူကြီးအောင်မင်းအကြောင်းကိုပြောနေကြတယ်အောင်မင်းကကုမ္ပဏီမှာရာထူးကြီးပြီးတခုလဲဖြစ်တာကြောင့်တာဝန်ယူခြင်းနဲ့မိန်းကလေးတွေများနေတယ်မကြာခဏဆိုလို့ထူးဆန်းလာနေကြားနေရလို့နားစေးကလာပြတယ်နီနီတို့က စာချုပ်ဝန်ထမ်းတွေဖြစ်ပြီးစာချုပ်တက်တန်းကဂုံတော့မှာမို့လို့အထက်လူကြီးအမြင်ကြီးအောင်စ조사ပြီးနေနေရတယ်။ဒီနေ့နဲ့အောင်မင်းကကုမ္ပဏီကလူတွေမသိအောင်တိတိလေးခိုးတွဲနေကြတာပါ။ဒီနေ့ကစပြီးကုမ္ပဏီ brand ဖောက်တွေကိုတန်ရှင်းရေးဝင်မှာမို့လို့ဝန်ထမ်းတွေလက်မသွားဖို့တတိပေးတယ်။အောင်မင်းကဂျပန်ကိုအလုံခီးသွားတော့မှာမို့ဒီနေ့နဲ့အနည်းလဲစာအတူစားတယ်။အလုံးလုံးရင်ခေါင်းတွေရှုပ်လာလို့နားနေကန်နေခဏသွားလိုက်တယ်။ brand mark အပြင်မှာကျိုးတွဲလောင်းနဲ့တန်ရှင်းရေးလုပ်နေတဲ့ဝေလင်းဆိုတဲ့ကောင်လေးကိုမြင်လိုက်ရတယ်။ညပိုင်းအချိန်မတော်ကြီးခွေးလင်းငါးကောင်ပေါက်တဲ့အကြောင်းအမေကဖုန်းဆက်ပြောတယ်။ကုမ္ပဏီပြော်ရဲစားထွက်မဲ့နေ့ကိုရောက်တော့ဝန်ထမ်းတွေအကုန်လုံးပျော်ပျော်ပါပါစားချတောက်ကြတယ်။ လိုလိတဲ့အချိန်အောင်မင်းကနီနီကိုအခန်းတစ်ခုရဲ့ခေါ်ပြီးခိုးစားတယ်။နောက်နေမိုးလင်းတော့ဝေလင်းတို့ကံပဏီခေါမိုးပေါ်တက်ပြီးတန်ရှင်းအလုပ်ကိုစလုပ်လိုက်ကြတယ်။အစည်းအဝေးလုံးနေဘရင်းမောင်တန်ရှင်းလုံးနေဝေလင်းကိုတွေ့ပြီးအာယုံနေပြန့်လွင့်ကုန်တယ်။နေ့လယ်စာစားတဲ့အချိန်ကော်မတီရှင်းမှာရန်ဖြစ်နေတဲ့အောင်မင်းတို့သားဖကိုမထင်မှန်ပဲတွေ့လိုက်ရတယ်။အလုပ်တွေပြီးတော့ဝေလင်းအိမ်ပြန်ရောက်တော့ကော်မလေးတယောက်ရဲ့ live ကိုကြည့်တယ်။နီနီကအောင်မင်းကိုဖုန်းဆက်ကြည့်ပေမဲ့မကင်ဘူး။ဒီအပိုင်းအလုပ်တွေများနေလို့အောင်မင်းကနီနီကိုအချိန်မပေးနိုင်ဘူး။ဝေလင်းကအချိန်ပိုင်းအလုပ်တွေလုပ်နေရင်းကနီနီကိုတရေထားမိတယ်။နီနီကစာအုပ်တွေကိုဖတ်ကြည့်ပြီးထားခဲ့တာကြောင့်အဲဒီစာအုပ်ကိုဝယ်ပြီးနီနီခုံမှာ Bye, Tommy ကျေးဇူးတော်နဲ့ပေးရမတိုင်ခင်ကုမ္ပဏီမှာအကုန်လုံးစုပြီးစားဖြားတောက်ကြတယ်။တောက်စားပြီးတဲ့အချိန်မှာအောင်မင်းတို့ကနာရဝဲဆက်ပြီးနီနီကအိမ်ပြလာတယ်။ဒါကိုလှမ်းမြင်လိုက်တဲ့ဝင်းလင်းကတငယ်ချင်းတွေနဲ့လမ်းခွဲပြီးနီနီနောက်ကိုလိုက်လာတယ်။နီနီကအောင်မင်းကိုလာတွေးဖို့ဖုန်းဆက်ခေါ်ပေမဲ့ရောက်မလာတော့ဘာမှတယောက်တည်းသွားတော့တယ်။ဝင်းလင်းကမလန်းမကန်းကနေလိုက်ကြည့်တယ်။ခဏနေတော့ဘဲတွေကနီနီအနာလာကက်လို့ဘီယာနဲ့ပတ်လွှတ်လိုက်တယ်။ကျေးဇူးတော်နဲ့မှာအလုပ်တွေပိတ်တာကြောင့်ဝင်းလင်းရောနီနီပါအိမ်ပါပဲအနားယူကြတယ်။နောက်နေ့ရုံးကိုရောက်တော့ကုမ္ပဏီကတခိုးဝင်တဲ့တရင်ထွက်လာတယ်။တခိုးဖမ်းဖို့အတွက် CCTV တွေကိုပြန်စစ်ဆေးဖို့လုပ်တယ်။အတန်တွေကပုံမှန်ထက်ပိုကြားနေရလို့ဆရာဝန်နဲ့ ဖောက်ပြန်ပြခဲ့တယ်။ဆရာဝန်ကကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါရင်အာယုံကျောင်းမှာပြဿနာရှိနေလို့နေချက်တက်ဖို့ဆရာဝန်ကညွှန်လိုက်တယ်။နေချက်တထားရင်စာချုပ်သေးချုပ်တဲ့နေရာမှာပြဿနာတက်မှာဆိုလို့တငယ်ချင်းတွေကမတက်ဖို့ကြံပေးတယ်။နောက်တစ်ရက်ကိုရောက်တော့ဝေလင်းတို့တာဘွားကအမရဲ့အုပ်ခုကိုလာကြည့်ကြတယ် ဝင်းလင်းအမကအွန်လိုင်းမှာလိုင်းလွှင့်ပြီးကျောင်းစင်းအတွက်ပတ်စံရှာနေတဲ့သူဟာအရင်ကအကြောင်းတွေကိုပြန်တွင်းသားဖားနဲ့အောင်အိမ်ပြန်လာတဲ့စာချုပ်ထက်ချုပ်ဖို့အတွက်အဖွဲကောင်းဆောင်ကဒီနေ့ကိုခေါ်တွေ့တယ်။တရက်တော့အထင်းလူကြီးကအောင်မင်းကိုခေါ်ပြီးစုနေတာကိုအကုန်မြင်လိုက်ရတယ်။ထမင်းစားရင်ရောက်တော့အောင်မင်းရဲ့အလုံးထက်စွာကိုမြင်ပြီးနီနီလက်သွားတယ်။အောင်မင်းကပစ္စည်းတွေတိတ်နေလို့သွားမေးဖို့ပြင်လိုက်တယ်။ကုမ္ပဏီဝန်ထမ်းတွေကအောင်မင်းအကြောင်းပြောနေလို့တိတိလေးနားထောင်လိုက်တယ်။အောင်မင်းကညဘက်ကြီးကုမ္ပဏီမှာယောက်ျားတယောက်နဲ့မော်စကိုဒူတာကို CCTV ပြန်စီရင်တွေ့လို့အထက်လူကြီးနဲ့ပြဿနာတက်တာပါ။ဒီသတင်းကိုကြားပြီးနီနီလက်သွားတယ်။အောင်မင်းကတော့ပစ္စည်းတွေတိတ်ပြီးကုမ္ပဏီကနေထွက်သွားတယ်။အိမ်ပြန်ရောက်တော့ အမေကပထွေးနဲ့ရမ်းဖြစ်ပြီးနီနီအိမ်ရောက်နေတယ်။ခုနှစ်ပိုင်းဝင်လင်းစိမ့်တဲ့လူမကတ်လို့အလုံးလုံးတာလည်းအဆင်မပြေဘူး။ကုမ္ပဏီကလူတွေနီနီကိုရှောင်နေလို့တခုခုထူးဆန်းနေမှသိလိုက်ရတယ်။အမေကအခုချိန်ထိအဖေကိုအပြစ်တင်နေလို့နီနီနဲ့ထက်ရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းသွားတယ်။ရောမှာအလုံးလုံးနေရင်နီနီနားတဲ့အတန်နေဆူဆူရွာကြပြီးအာယုံနေလွင့်သွားတယ်။ ဒီနေ့ငငယ်တော့ကအဖေရိုက်တာခံရပြီးအခုလိုအကြအယုံပြက်စီသွားတာပါစိတ်နဲ့လူမကန့်လို့လူရှင်းတဲ့နေရာသွားပြီးငိုချလိုက်တယ်ရုံကပြန်ရောက်တော့ဇဝဲပေါ်မှာရှိနေတဲ့လက်ဆောင်လေးကိုမြင်ပြီးအံ့ဩသွားတယ်ကုမ္ပဏီတဲကိုဝင်လာတာကို CCTV မှာတွေ့လို့ဝင်လင်းကိုရဲတွေကစစ်ဆေးကြတယ်နီနီနဲ့ညီမလိုချိရတဲ့ညီမလေးကိုကုမ္ပဏီကစာချုပ်သစ်ထပ်မချုပ်တော့လို့ဝန်နေသွားတယ်ဘရင်မော်တန်ရှင်းလို့တဲ့အလုပ်သမားတယောက်25ရက်ကနေပြုတ်ကျလို့စင်းုံကားတွေရောက်လာကြတယ်ဒီတဲ့င်းကိုကြားပြီးနီနီစိတ်မကောင်းဖြစ်သွားတယ်သမင်းစားချိန်တန်ရှင်းလုံနေတဲ့ဝင်လင်းကိုမြင်လိုက်ရမှစိတ်အေးပြီးငိုချမိတယ်ပေးရမှာအဖွဲကောင်းဆောင်မှာရုံးလာတက်တော့နီနီလည်းငကြက်ကိုဖြုတ်သိမ်းထားလိုက်တယ် ဝင်လင်းအောက်ကိုစင်းကန်ဒီမှာခေါင်းဆောင်ကအလုတ်ထဲမှာစိတ်နဲ့ထားဖို့မှားနေရင်နီနီနားနေကန်ထဲမှာရှိနေတဲ့အချိန်အဖွဲခေါင်းဆောင်ရောက်လာတယ်။နီနီနဲ့အောင်မင်းတို့ခိုးစားတာကိုသူတီချောင်းပြောပြီးနီနီကိုအချောင်ထိုက်ဖို့လုပ်တယ်။သူတို့နေအောင်ရုံးရင်စံကန်ဖြစ်နေရင်နီနီကပားရဲပြီးထွက်ပြေးဖို့လုပ်တယ်။ဒေါသထွက်သွားတဲ့အဖွဲခေါင်းဆောင်ကနီနီကိုပြန်ရိုက်လိုက်လို့လဲချသွားတယ်။အရိုက်ခံရတဲ့ဒဏ်ချောင်းနီနီဘာတမ်းမှမကြတော့ဘူး။အဖွဲခေါင်းဆောင်ကထပ်ပြီးရိုက်ဖို့လုပ်နေတဲ့အချိန်ဝင်လင်းကသူတို့ကို brain box ကနေလှမ်းမြင်သွားတယ်။ brain box မှာကိုတက်သေးနဲ့ထိုးခွဲဖို့လုပ်နေလို့အဖွဲခေါင်းဆောင်ကအခန်းထဲကနေထွက်သွားတယ်။မင်းနာကိုတန်ရှင်းလုပ်ပြီးတော့နီနီကခေါင်းမိုးပေါ်ကိုတက်သွားတယ်။အောက်ကိုခေါ်သွားပြီးတော့အကူ ြင်တောင်းလို့ခပတ်ပတ်ပြီးခေါ်သွားလိုက်တယ်။အမင်းကြောက်ပေမဲ့ဒီလောက်လာတဲ့ရှူကင်းကိုတခါမှမမြင်ဘူးလို့နီနီသဘောကျသွားတယ်။ဝေလင်းမသိအောင်ခပတ်ကျိုးကိုဖြုတ်ချပြီးခုံချဖို့လုပ်လိုက်တယ်။ဒါပေမဲ့ဝေလင်းကအချိန်မီဆွဲထားလိုက်နိုင်ပြီးဇလန်းလေးနဲ့ပြေးဆုံးသွားပါပြီ။လူကြီးမျိုးလည်းအဖြစ်မပေးခင်ဘယ်အထက်ကလဲဆိုတာအရင်စုံစမ်းကြပါ။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။